အားလုံးပဲမင်္ဂလာပါရှင်။တုတ္တယူတူရှန်နေကနေကြိုဆိုလိုက်ပါရရှင်။ဒီကနေ့ဖပြပြီးမှကတော့စာရေးသူငွေရီနှင်းဆက်ရေးသားထားတဲ့တဦးစနေဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါရရှင်။ဒီမတို့ရဲ့ channel လေးကိုလည်း like and subscribe နှိပ်ခဲ့ပြီးကြပါအောင်ရှင်။ကဆောင်နေရောမိုးဦးတစ်ချက်ကြအစိမ်းပါကိုသက်ဦးနဲ့မခင်လေးတို့လင်မယားနှစ်ယောက်ဇာတိမျိုးဖြစ်တဲ့မိုးညင်းမျိုးစင်မှုညှင်းနေကြရင် အကိုသက်ရေအကိုသက်ဒီကိုမြ мян လာပါအောင်ရှင်ကလည်းအေးဆိုတုံနေတုံနေနဲ့လာပါပြီဟာမခင်လေးရစိတ်ကြည့်ပဲဘိုက်ကနေစေလာစေကြည့်နဲ့စိတ်ကိုတက်နိုင်သည်မျှလျှော့ရှထားပါအောင်ဟာကိုသက်ဦးနဲ့မခင်လေးတို့လင်မယားနှစ်ယောက်ကကချင်ပြည်နယ်မြစ်ကြီးနားမြို့ရဲ့အေယာဝတီမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ဝိုင်းမော်မြို့ကိုချက်ကျော်ပြီးသွားရတဲ့ မိခမြစ်ကမ်းပြီးမှာတည်ရှိတဲ့မှန်တောင်းဆိုတဲ့တိုင်းရင်းသားအများစုနေထိုင်ကြတဲ့ရွာလေးမှာဟိုးဟိုးကြော်ဆိုင်အမည်နဲ့လက်ဖက်ရည်ဆိုင်လေးဖွင့်ထားပြီးစီးပွားရှာနေကြတဲ့ဇနီးမောင်နှံတွေပါ ခုလေတအူလေးမွေးဖားဖို့အချိန်နီးကပ်လာတဲ့အတွက်ဆိုင်ကိုပိတ်ထားပြီးဇာတိဖြစ်တဲ့ဝဉ္ညမြို့ကိုပြန်ဆင်းကြဖို့ပြင်ဆင်နေကြကြဇနီးဖြစ်သူမခင်လေးကသူ့ယောက်ျားကိုတက်အူကိုစိတ်မရှိတဲ့လေတံနဲ့အော်ခေါ်လိုက်ခြင်းပါ အကိုသက်ရေငိုညင်းမြုပ်ပြန်ဆင်းလို့မဖြစ်တော့ဘူးခင်လေးပိုင်းလာနေပြီဟဲမခင်လေးဒီမှာမွေးလို့တော့မဖြစ်ဘူးနော်စေးရုံကမရှိနဲ့ဟာအောင့်ထားလိုက်အောင်အဲ့ဒီအကိုသက်ဟာလေဘာမှမသိဘူးခလေးမွေးဖို့အဲ့လိုအောင့်လို့ရတယ်အမျိုးမဟုတ်ဘူးဒီယောက်ျားနဲ့တော့ခတ်တော့တာပဲနော်စိတ်ညစ်ပါတယ်ပြောရင်းဆိုရင် မခင်လေးဘိုင်းနာစိတ်လာတော့ကိုသက်ဦးဘာလုပ်လို့ဘာကမ်းရမှမသိရောင်ချာချာဖြစ်နေပါတယ် ။မှန်သောမှာတိုက်နယ်သားဖွားဆရာမတယောက်ရှိတာကို သိထားတဲ့ကိုသက်အိုအပြေးလွှာတောက်ခေါ်လိုက်ပါရယ်။ဖျားကြောင်ရှိနာကជីជីဒေါခင်သားကိုလည်းတောက်ခေါ်ပြီးပါအောင်လို့မခင်လေးအသိပေးလာတာကြောင့်အေးအေးအခုပဲတောက်ခေါ်လိုက်မယ်။ဖះကြောင်ရှိနာကဒေါခင်သားကိုဆိုင်ကယ်နဲ့ကိုသက်ဦးသွားကြခဲ့ပါတယ်။တောသူတောင်သားတွေအတွက်ကလေးမွေးဖွားရင အာကိုတကြီးခေါ်လေးရှိတဲ့အရက်လက်တဲ့အဖြစ်အထွေအကြုံရှိနေတဲ့အမျိုးသမီးကြီးမို့ဘိုက်နာနေတဲ့မခင်လေးရှိကိုတိုက်နယ်သားဖွားဆရာမရဲ့ကြီးခင်ထားရဲ့ရောက်လာခဲ့ကြတယ်ဆိုရင်ပဲမခင်လေးကိုသွေးပောင်ချိန်နှလုံးခုန်လုံးနဲ့ဆန်းသက်ကြည့်တော့ကိုတက်ဦးရဲ့မခင်လေးကဒီညမွေးတော့မယ်မိုးညင်းမျိုးကိုဆင်းဖို့အချိန်မမီတော့ဘူးရှင်တအူးမှုဆေးရုံမှာပဲမွေးမယ်ရည်ရွယ်ပြီးမနက်ကို ဝင်းညင်းမြို့ကိုဆင်းကြမလို့ပြင်ဆင်နေကြရင်ဘိုက်နာလာတာပဲဗျ။ညာနိုင်ခဲ့ပြီမခင်လေးမမွေးနိုင်သေးဘူးဘိုက်ကနာလာလိုက်ပျောက်သွားလိုက်နဲ့နေရုံမိုးကလည်းတိညာမှမဖွဲပဲခတ်တဲတဲရွာနေတဲ့အဖြစ်မှုကိုတက်ဦးစိတ်ပူလာတယ်မခင်လေးမမွေးနိုင်ရင်ဘလို့လောက်ကြမလဲတွေးရင်လူအပ်ကြတွေလှုပ်ပြီးရင်းရွေးအိုးကြုံနေတဲ့ကိုတက်ဦးတယောက်အတွေးရောက်ရက်ခတ်နေစေမှာပဲ မောင်သက်ဦးရဲ့ကြိခင်သားကအနားရောက်လာပြီးခေါ်လိုက်မှ အတွေ့အစာပြတ်သွားခဲ့တယ်။မောင်သက်ဦးရဲ့မခင်လေးကိုနစ်ကြီးနာစေယုံပို့မှဖြစ်တော့မယ်တဲ့။ကားစီစဉ်တော့ဟမ်ဘလို့ဘလို့နောက်မှမီးတော့ဆီယာမကကားစီစဉ်ခိုင်းနေပြီးသူကိုယ်တိုင်လိုက်လိမ့်မယ်။အဲ့ဒီလိုတတော်ကမျောနဲ့မိုးသေးတဲ့မှာ ကားကို အော်ရာငါပြီးညချီနာဆေးရုံရောက်လာခဲ့ကြတော့မနက်နှစ်နာရီထိုးနေပြီအရေးပေါ်ခွဲစိတ်ဖန်ဝင်လာရတဲ့မခင်လေးကြီးရောက်စနေနေ့မနက်နေတက်ရေတက်မှာတဦးလေးကို မွေးဖွားလိုက်တယ်ကလေးကအပြင်ရောက်တော့အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့မခင်လေးခမညာဆုံးသွားရှာပြီ ကိုသက်ဦးတရစနီးဖြစ်သူမခင်လေးမပါပဲသားကိုပွေ့ရှိရင်မိုးညင်းမြို့မိဘရှိရာအိမ်တို့ပြန်လာခဲ့ရတယ်။တဦးစနေမီးလိုငွေတဲ့ဆိုရိုးစကားကကိုသက်ဦးအတွက်မှန်နေခဲ့ပြီလား။သို့သောကိုသက်ဦးတယောက်သားကိုအပြစ်မမြင်နိုင်ခဲ့ချပါဘူးဒါကြောင့်သားလေးကို မောင်ထက်လိုင်ဝင်းအမိတက်မွေးနေ့လေးလုတ်ပေးလိုက်ရင်နေမပြော်တဲ့ဘဝနဲ့အရရဲ့ကြေးကြုံဖြစ်မှန်းမသိဖြစ်လာခဲ့တယ်။မချီအတူရှီအတူ လက်တွဲလာတဲ့စစ်စနီးလေးမခင်လေးဆုံးသွားတော့ ကိုသက်ဦးခမညာစိတ်ခံစားမှုပြောင်းနိုင်မလားအတွင်းနဲ့အရက်ဆိုင်ကိုသွားနေမနာညမနာတောက်ပြီးမူးလာရင်သားကိုပွေ့ရှိပြီးငိုလိုက်နဲ့ အရက်နော်မှာနေတဲ့နှစ်လာခဲ့တယ်။တိုင်းရင်းသားတွေအနေများတဲ့မှန်တောင်ရွာလေးမှာစီးပွားရှာနေတဲ့အဖေဆိုင်ကိုပြန်ဖွင့်ပြီးတက်သွားတော့လေ။စနီးဖြစ်သူမခင်လေးရဲ့အရက်အယောင်ကိုမေ့မရတဲ့အတွက်ဈေးဆိုင်ကို အပီးရောင်းရှာပြီးသားနဲ့မိဘရှိရာမိုးညင်းမျိုးတို့ပြန်လာခဲ့တယ်။မိတဆိုးသားလေးကိုမြေဦးလေးမှဆူဆူကောင်းကောင်းပြုစုဆောင်ရှောက်ပေးတဲ့အဖိုးအဖွားက ကိုသက်ဦးမော်ရဲကအပြီးပြန်လာပြီးသုံးလကြာမှာဖျားဘူးသွားရင်လမ်းမှာကားမောက်ပြီးတည်ဆုံးခဲ့ကြပြန်တယ်။တအိုးစနေမှုဂျုံဝေရဲဆိုတဲ့စကားရဲ့အရေးမဲကတားလေးပေါ်မှာကြာရောက်ခဲ့တာကို ကိုသက်ဦးမခံစားနိုင်ခဲ့ပြန်ပါဘူး။မရသည်မိဘတည်ရတဲ့ဖြစ်ဟာစနေသားကိုမွေးမိတာကြောင့်လားအတွေးများနဲ့အအိပ်ပြက်အစားပြက်တဲ့ကိုတက်ဦးတရား အတောင်မပြတ်ခဲ့တာကြောင့်လုံမပါရင်သေပွဲဝင်ရတဲ့အဖြစ်ပါဒုက္ခမျိုးစုံကြားမှာတနှစ်နဲ့သုံးလပြေခဲ့တဲ့စနေသားမောင်ထက်လိုင်ဝင်းရဲ့ဘဝဟာမိဖို့အားထားရာမရှိတော့တဲ့အဖြစ်ပါပဲဒီကလေးကတအိုးစနေမှုခိုက်တယ်တယောက်စကားတယောက်ပွားဆိုသလိုဘဲဆွေမျိုးနီးဆက်တွေမှခေါ်မထားကျင်တဲ့အထိဖြစ်လာကြတယ်မခေါ်လို့လည်းမရမတော်လို့လည်းမရတဲ့မောင်ထက်လိုင်ဝင်းရဲ့ အဖွားနဲ့ညီအစ်မတော်တဲ့အဖွားလေးအိမ်သူကခေါ်ယူထားလိုက်ရတယ်။ အဖွာလေးဒေါ်အိမ်သူမှလည်းတမီးနဲ့တမတ်ကိုမိခိုးနေထိုင်စားတောက်နေရတာကြောင့်မပြေလည်မှုတစ်ခုခုဖြစ်လာတိုင်းဒီစနေသားအိမ်ပေါ်ရောက်လာတာကြောင့်ဒီလိုအခက်အခဲကြုံရတာပြောဆိုပြီးအမေဖြစ်သူဒေါ်အိမ်သူကိုအပြစ်တင်မဆောင်ဖြစ်နေခဲ့တယ်။မောင်ထက်လိုက်ဝင်းအနေနဲ့တအိုးစနေမီးလိုမွေ အရိပ်မဲကြောင့်ဖွာလေးအိမ်သူရဲ့ညည်းအရင်တွေနဲ့အခွင့်အရေးတန်းတူမရခဲ့ချပါဘူး။အနိုင်ခံဘွားနဲ့ပဲ ဖွာလေးတော်အိမ်သူရဲ့မလုံတလုံရင်ွှေ့ကြမှာအသက်၅နှစ်ပြည့်လာတဲ့မောင်ထက်လိုင်ဝင်းအတွက်ကံကြမ္မာအလှည့်အပြောင်းကတိတ်အံ့ဩဖို့ကောင်းပါတယ်။ဒီနေ့မှာပေါ့ကံကံဤအကျိုးကိုယုံကြည်ပြီးစီးပွားရှာနေကြတဲ့အင်းတော်ကြီးဒေတာလွဲမွရွာက စပားကုံတဲ့လူမယားနှစ်ယောက်က အမွေစားအမွေခံသားအဖြစ်မွေးစားဖို့ဖွာလေးအိမ်သူစီကို တန်တက်မမတ်ရောက်လာခဲ့ပါတယ်။ လိုအပ်တဲ့စာချုပ်စာရမ်းတွေပြုလုပ်ပြီးမောင်ထက်လိုင်ဝင်းကိုအင်းတော်ကြီးဒေတာလွယ်မွန်ရွာတို့ငွေစာမိပွားတွေခေါ်ယူသွားချိန်မှာမျက်ရည်ကျတာဆိုလို့ဖွာလေးတော်အိမ်သူတယောက်သေးပါပဲ။ယူသားစူးစားပြီးစီးပွားရှာနေတဲ့စပားကုံတဲ့လင်မယားရဲ့လက်ထဲမှာအေးအေးချမ်းချမ်းနဲ့တောင်းနေစာတင်ရင် အသက်၁၀နှစ်အပြည့်မှာရှင်ပြုအလှလုပ်ပေးခဲ့ခြင်းကစလို့မောင်ထက်လိုင်ဝင်းဟာကိုရင်ဘဝနဲ့ တောင်းစာကိုဆက်တင်ရင် အသက်20နှစ်အပြည့်မှာမွေးစားမိဘကပဲယဟန်ခံပြီးခဲ့ပြန်တယ်။ယဟန်ဘဝနဲ့မန္တလေးပရိယတ်တိစာတင်တိုင်းမှာစာဝါလိုက်ရင်ဓမ္မကတိကဘွယ်ကိုအရယူနိုင်ခဲ့တယ်။ရာသီဆက်ဝန်းနေအလီလီပြောင်းခဲ့ပြီးတအိုးစနေမောင်ထက်လိုင်ဝင်းဘဝဟာလည်းပြောင်းလဲသွားခဲ့ပါပြီ။ဟောခုတော့ဓမ္မကတိကတရားဟောဆရာတော်ဥနန္နိယဘွယ်အမိနဲ့ယဟန်ငါးဝါအရာမှာ စင်မျိုးတစ်တိုက်ကိုတရားဦးဟောလိုက်တာကကံကံဤအကျိုးတရားတော်ပါမဲရောမဲရောနဲ့အဖိုးအဖွားဆုံးပါသွားရခြင်းဟာဒီနေ့ဒီရက်မှာသိရမယ်ဆိုတဲ့ကံကြမ္မာကလူသားတွေအတွက်ပါလာပြီးသားမှုတိုက်ဆိုင်မှုတစ်ခုသာဖြစ်ကြောင်းဟောပြောရင်းနောက်ဆုံးပိတ်တရားဝဲအသိမှာအဖိုးအဖွားနဲ့ခမဲရောမဲရောသိဆုံးရခြင်းရဲ့ကံကံဤအကျိုးဟာကျွန်တော်စနေသားနဲ့ဆိုင်ပါသလားဟောပြောရင်း အဖိုးအဖွားနဲ့ခမဲတော်မေတော်တို့ကိုယေရှုပြီး25နှစ်ကြာမှတာယဟန်ကိုရိုင်းအမျှပေးဝေပါတယ်။ရောက်ရာဘုံဌာနကနေတာရုခေါ်ယူတော်မူပါ။စနေသားကျွန်တော်မောင်ထက်လိုင်ဝင်းတစ်ဖြစ်လဲဦးစဉ်ဦးနန်နီးယားမှအမျှပေးဝေပါ၏။ အမြအမြအမြလူရောမကြပါကုန်လုံးရေဆက်ချလိုက်မှတရားနာပရိသတ်နဲ့အတူဆွေတော်ရှစ်တော်မျိုးတော်ပေါင်းနေတရားပွဲမှာတရားနာရင်ရေဆက်ချအမြပေးဝေကငိုပွဲဆင်ခဲ့ကြတဲ့အဖြစ်ပါဒါဟာပုံမြင်တဲ့ဘုံမဟုတ်ခဲ့တယ်လို့ဇန်နာကြီးလည်းမဟုတ်ပါဘူး မြတ်စွာဘုရားဟောကြားထားတဲ့တရားတော်မှာသိပြီးရင်ပြည့်ရမှာပါ။တရှိတတဝါတွေအတွက်ဘယ်နေ့ဘယ်ရက်မှာဘလို့သိရမယ်ဆိုတာကံကြမ္မာက အပြီးပါလာခဲ့ပြီးသားမို့သိခြင်းတရားမှာ စနေသားနဲ့မသက်ဆိုင်ဘူးဆိုတာ။ဆုံးထေနาศင်ပေးကြသောခြားဖက်သူပရိသတ်များအားအထူးပင်ကျေးဇူးတင်ရှိပါသည်ရှင်။